မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့စကားလေးကတော့ဂျပန်တွင်ဆီရှုံးပြီးဟာရာဂီရီလုတ်သွားခဲ့တဲ့စစ်ဗိုလ်တယောက်ကတရဲဘဝနဲ့တရုံမြေမှာတောင်းတင်နေလို့တာဝန်ကျရဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်တဟန်ဒါကော့ရှော့ဆိုတဲ့1989ခုနှစ်ကတရုံဟာတာကားလေးပဲဖြစ်ပါတယ်ဇလန်စာဝန်ထမ်းဘဝမှာလုတ်ခဲ့သမျှအပြစ်တွေကိုကြောက်ပြီးဖုန်ကြီးစီးသွားတဲ့ရဲရာရှိအောင်ဝန်ချင်းကသူ့ရဲ့လုပ်ဖို့ကင်ဘက်စကမ်းမှုရွှေကိုတတိပေးရရှိလို့စကမ်းရှိမှရက်ဆောင်နေခဲ့တယ်။ရွှေရောက်လာတဲ့အချိန်မှာတော့ ကရုံးကြီးနဲ့သူပေါ်တာဟောင်းကြီးကိုကြည့်ရင်တန်အောနေတော့မှာလာရင်ကိစ္စဖြစ်တဲ့သတိပေးဖို့ကိုစူးစမ်းလိုက်ပေးမယ်အချင်းချင်းမလို့မယုံကြည်ဘူးဖြစ်နေကြတယ်။နောက်လာမယ်ခုနှစ်ရက်မြောက်နေ့မှာပန်းရဝတ်ထားတယ်ဘယ်လိုအမျိုးသမီးကုန်ဆိုစကန်နဲ့အဝင်မခံဘူးနဲ့ဆဲဆူချိန်ပေါင်းတာတွေလုပ်မိရင်သွေးထွက်တန်ရိုးကိစ္စတွေဖြစ်လာနိုင်ကြောင်းသတိပေးခဲ့လိုက်တယ်။စကားမဆုံးခင်မှာပဲကောင်းကိုဘောလုံးလာမှလို့မကီနဲ့မချူဆိုရဲရင်းနှစ်ယောက်ကိုခေါ်ပြီးနောက်လာမယ်ခုနှစ်ရက်မြောက်နေ့ကဘာနေလဲဆိုတာမေးကြည့်လိုက်တော့မှ တစေကြီးပွဲတော်နေမှတည်လိုက်ရတယ်။ခုနှစ်ရက်ပြည့်ပြီတဲ့နေမှာအချို့တို့တွေလည်းပွဲတော်အတွက်လိုအပ်တာတွေသွားဝယ်ရင်ကားပါကင်လူထုံမိလိုက်လို့တိုင်းသမားတွေနဲ့ပြဿနာတက်ပြီးအထူးထောင်ခံလိုက်ရပေမဲ့ပြည်သူတွေကြားထဲမှာတော့နမေကောင်းရသွားခဲ့တယ်။စကန်းကိုပြန်ရောက်တဲ့အချိန်မှာမိလိုက်ဆိုရဲရဲမေအသေးလေးကိုတွေ့လိုက်ရလို့အတွင်းခံပါမပါလောင်ကြီးစားကြည့်လို့ပြီးကြိုးကိုစမ်းကြည့်လိုက်မှမပါတဲ့ဘက်ကမန်ချူးပဲအနိုင်ရသွားခဲ့တယ်။အာဝန်ဆိုရဲပြင်မှုဟောင်းတွေနဲ့တခုတစ်ယောက်ကလည်းဖျားเจ้าကလက်ဝက်ကတိုင်ကို သူမခိုးပါဘူးလို့ပဲညင်းနေလို့၆တခါ၆တလဲဝိုင်းမေနေတော့မှတရဲဆိုရဲမီလိုက်ရဲ့အော်တာကိုကြားလိုက်ရတယ်။အခန်းထဲကလူတွေအားလုံးလဲမီလိုက်စီပြေးသွားကြလို့တယောက်တည်းကြံခဲ့တဲ့အားဝရဲ့ဘေးမှာစာရိတ်ဆက်တွေကသူ့လိုလိုရွေးပြီးခေါင်းစုပ်ဝေယုံနဲ့တကောင်ကအနားရောက်လာခဲ့တယ်။တရားကြည့်လိုက်မှခေါင်းမပါမှန်းတီးလိုက်ရလို့အခန်းထဲလှည့်ပတ်ပြေးရင်မလွတ်နိုင်တော့တဲ့အဆုံမှာခိုးပြီးဖနက်အောင်မှဖွာထားတဲ့လဝက်ကတိုင်နဲ့ထုတ်ပြပြစ်လိုက်တယ်။အဲကြမှာမှချူလေဝေယုံတွေကထွက်ပြီး တက်တည်နေတကွာဖမ်းပြလိုက်လို့အားလုံးကဝိုင်းဝန်းချီးကျူးနေကြပေမဲ့မိချစ်ဆန်တဲ့တင်မောဆောင်နေတယ်စကံမှုရွှေကတော့ကလီကလာအကွက်တွေတုံးလို့ဆိုပြီးခေါ်ဆူပြစ်လိုက်တယ်ဒေါသတကြီးပုတ်လိုက်တဲ့လက်ကြောင့်မိချစ်ဆန်တွေပေါ်ဆက်လိုက်ကြသွားလို့လောင်နေတဲ့အချိန်မှာမက်ကီတတိပေးဖို့ကြိုးစားပေမဲ့စကားအပြောမခံတော့ဒီတိုင်းပဲရက်ကြည့်နေကြရတယ်။တန်းရဝေထားတဲ့အမျိုးသမီးကိုစကံနဲ့အဝေမခံဘူးနဲ့သူတို့ဝေလာသမျှအယုတ်တွေကိုတကောင်ရဲ့အချိန်မှာမီရှိုးပြခိုင်းရင်နောက်လိုက်ကြည့်လိုက်တဲ့အချိန်မှာတော့စကွဲခုံပေါ်ကမြင်ခွင့်ကြောင့် ရင်ကွဲသွားခဲ့ရတယ်။ဝန်ထမ်းအသစ်ဖြစ်တဲ့မီလန်ကလည်းသူတို့စကန်အကြောင်းကိုဆက်ဆူလာလို့အရင်ခေတ်ကဂျပန်တွေရဲ့ကလပ်တစ်ခုဖြစ်ခဲ့ဘူးကြောင့်လည်းဆေရှုံးချိန်မှာဟာရာဂီရီလုတ်ပြီးရင်ခွဲသွားတဲ့လူတွေအကြောင်းကိုရှင်းပြလိုက်တယ်။အချုပ်ထဲရောက်နေတဲ့အာဝန်ကလည်းအပြည့်ပတ်မှာစော်နဘွေဖျက်ရှောက်သွားတာမြင်ပြီးတကားကလည်းသူ့လိုလိုပွင့်လာလို့အိမ်မလာတကယ်လားဝေခွဲမနေတော့ပဲအနောက်ကလိုက်သွားခဲ့တယ်။အာဝန်ရဲ့မျက်လုံးထဲမှာတော့ဘန်းယောင်ဆော်လီကအမူအရာတွေနဲ့ဖျားယောင်နေလို့နှကန်းကြီးထော်တော်ပြီး လိုင်နန်နေတဲ့မြေခွင်ကြောင့်ဘေးခန့်ကအချုပ်သားလဲမိမလဲသွားခဲ့တယ်။ပန်းရောင်စော်လေးနောက်ရှောက်လိုက်ရင်ကလပ်တခုတည်းကိုရောက်သွားလို့တအံ့တော်အောနဲ့ရှောက်ပတ်ကြည့်နေတဲ့အချိန်မှာစော်လေးတွေတယုံယုံနဲ့ဂျပန်ကရုံးအပြင်နေရှာနေတဲ့မာစတာတွေကိုလည်းကြုံလိုက်ရတယ်။အရပဘက်ကိုထပ်သွားကြည့်လိုက်တော့ဟောင်းနာဆွေးမြေနေတဲ့ပလင်းကိုဆွဲထုတ်လိုက်ပြီမယ်။အားဝအရှိမှာတော့အစ်တဲ့အတိုင်းဖြစ်နေလို့ထဲပြီးတလောက်တကြိုက်သေးတောက်ပြစ်လိုက်တယ်။မာကြောက်ကစားဖို့ထပ်ခေါ်သွားပြီ။ ခန်းထဲထည့်ပေးလိုက်တဲ့အချိန်မှာတော့လောင်းစရာမရှိတဲ့အာဝါလဲသူ့အတန်းနဲ့လောင်းကြီးထပ်ဆော့ရင်းမျက်စိရှိမှတယ်အမျိုးမျိုးပြောင်းလဲနေလို့တကယ်ရှုံးသွားခဲ့တယ်ကလပ်တစ်ခုလုံးလဲချက်ချင်းမှောင်ကျသွားပြီလူတွေကနေတရေအဖြစ်ပြောင်းသွားတော့ထွက်ပြေးဖို့စူးစမ်းလိုက်ပေးမယ်လမ်းမတွေဝိုင်းညှစ်ထားလို့ခိုင်းသမျှလုပ်ပေးဖို့အတွက်ထပ်ပြီးသဘောတူလိုက်ရတယ်ဂျပန်ဗိုလ်ချုပ်ရဲ့ဝိညာဉ်ထက်တာတယ်ဘူးတစ်ခုကိုထုတ်ပေးရင်လူပြေကိုခေါ်သွားပေးဖို့တောင်းဆိုလာလို့ဖွင့်ကြည့်လိုက်တဲ့အချိန်မှာအဆွေငုံငုံနဲ့အထဲကဖြဲပြနေတဲ့မျက်နှာကြီးကြောင့် အိမ်မက်ကလန်တို့လာခဲ့တယ်။ဂျပန်ဘုံကနေကတော့အပြင်းမာပါတကယ်ရောက်လာလို့အားဝါလေကြောက်ဝါလန်အားနဲ့ထွက်ပြေးသွားတဲ့အချိန်မှာမကီတို့အုပ်စုနဲ့တတဲတူတော့တရေရောရဲပါပေါင်းပြီးတောင်းပန်နေခဲ့ရတယ်။ဂျပန်ကနေကလည်းကတ်တိုလီဖတ်ခေါ်သွားပြီးအိမ်သားတွေထဲရှိဖို့စူးစမ်းနေတဲ့အချိန်မှာလန်နဲ့ပိတ်ရောက်လာတဲ့စကန်မှုရှင်ကြောင့်တလုံးတည်းသောအကောင့်ရှိတဲ့အခန်းကိုမှရွေးပုံမိသွားခဲ့တယ်။မအောင်နိုင်တော့လို့ဒုက္ခရောက်နေတဲ့စကန်မှုရွှေလဲသူတပည့်တွေလို့ပဲထင်ပြီးအတင်းထွက်ခိုင်းနေတဲ့အချိန်ကြမှာဂျပန်ကနေကလည်းအာဝရဲ့လဲချောင်းသွေးကို အိမ်သားထဲမှာပဲမယုံမရှာတောက်ပြစ်လိုက်တယ်။ရွှေလဲမအောင်နိုင်တော့တဲ့အဆုံမှာတခြားအိမ်သားစီပြေးထွက်သွားလို့ဂျပန်ကနေနဲ့ကနေကတိလေးလွတ်သွားပြီးအာမပြောင်းနေမှန်းသိမှာထေဝါရောက်နေတဲ့ကိစ္စပါပြန်ဝင်သွားတော့တယ်။မိုးမလင်းခင်ရအောင်ပြန်ဖန်ခိုင်းလို့မန်ချူရိုတွေလည်းတင်းတင်းနဲ့လိုက်ရှာနေကြတဲ့အချိန်မှာအဆွဲတွေဘာတွေထွက်လာတဲ့အာဝန်ကလည်းသူ့ကိုယ်သူတရေပဲဆိုပြီးအကြောင်းမယုံထွက်တွေးလိုက်တော့အထူထောင်းခံလိုက်ရတယ်။အာဝန်လည်းသူကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုရှင်းပြရင်တကယ်တရေဖြစ်ကြောင်းကို ကျိန်ပြီးပြောနေတဲ့ကြကအတကုံတွေထူထောင်နေလို့နေအောင်နဲ့ဆက်သက်ဖို့ကိုသဘောတူပေးလိုက်ရတယ်။ဘိုက်ကဆွဲခွင်လိုက်တဲ့အချိန်မှာနေအောင်နဲ့ထိပြီးတကယ်ပြဖြစ်သွားလို့အဝါကိုပြန်ဖမ်းမိထားတဲ့ဆိုတဲ့တရင်ကြောင့်တက်တက်ကြွကြွရောက်လာတဲ့စကမ်မှုရှင်နဲ့မက်ကီတို့နှစ်ယောက်ကိုလိန်နေတယ်လို့ပဲထင်သွားခဲ့တယ်။မာတင်ကောင်ပါတရဲအချောက်ခံရတယ်ဆိုတဲ့တရင်ရောက်လာမှာမက်ကီတို့နှစ်ယောက်ကိုပဲတာဝန်ထပ်ပေးလိုက်လို့သွေးဆုပ်ဖို့ကောင်အဆူနဲ့တတဲတူတော့မှတ်ပုံတွေမှမလိုတာပဲဆိုပြီးအယောင်ဆောင်နေလိုက်ကြတယ်။စိတ်ချမ်းသာရေးစေးုံကလည်း သွေးဆုပ်ဖုတ်ကောင်ကစားနည်းကိုစော်ဖို့ထွက်ပြေးသွားတဲ့လူနာတွေကိုပြန်လာခေါ်တဲ့အချိန်မှာမချူရုံနှကောင်ကတော့မသိရှာပဲနွားသွေးတွေကိုဟန်လုပ်ပြီးတောက်ပြနေခဲ့တယ်။သွေးဆုပ်ဖုတ်ကောင်အုပ်စုကလည်းပုံလိုက်တွေမှပြီးအတင်းတွေတောက်ခါနေလို့ဒုက္ခရောက်နေကြတဲ့အချိန်မှာဖုတ်ပြီးအရင်ဆောင်ထားတဲ့ဆရာဝန်ရောက်လာပြီးကားပေါ်တက်ဖို့အမိန့်ပေးလိုက်တယ်။ဘာမှမသိရှာတဲ့မကီရုံနှစ်ယောက်လည်းတကယ်ဖုတ်ပြင်လို့ပဲထင်ပြီးခိုင်းတဲ့အတိုင်းလုံးပြီးလို့ကားပေါ်ရောက်သွားတဲ့အချိန်ကြမှာရဲတွေပါလို့ရှင်းပြနေတဲ့ကြားကဆေးရုံပါသွားခဲ့ကြတယ်။ ဖန်နီယိုဆိုရက်အရာရှိမှတယောက်ပါထပ်ပြောင်းလာပြီအချိန်48ရက်အတွင်းမှာ အားမကိုတွေ့အောင်ရှာခိုင်းနေလို့နေရောက်သားအကြံထုတ်နေတဲ့အချိန်ကြာမှာအားဖို့ဆိုရက်ခွေးလေးကလည်းကန်ဆိုးပြီးရောက်လာခဲ့တယ်။တရဲတကယ်ရှိချောင်းကိုတတ်သိပြဖို့ဖန်နီယိုကန်နေတော့အောင်ခွေးသားကျွေးဖို့စီစဉ်လိုက်ပေမဲ့ကိုပိုင်နံပါတ်ပြောက်အောင်မချမ်းမီလို့ကောင်းကောင်းကြီးအပြစ်ပေးခံလိုက်ရတယ်။မြို့တိပိတယောက်အသက်ခံထားရလို့အလောင်းကိုသွားစစ်ဆေးတဲ့အချိန်မှာလေပင်ကအပေါင်းနှစ်ပေါက်ကိုမြင်ပြီးဂျပန်ကနေလက်ချက်ဆိုတာမချူတို့လည်း ရဲရဲကြီးအာမခံပြလိုက်တယ်။7နှစ်နာရီကျော်တဲ့အချိန်ထိစောင့်ကြည့်နေလိုက်တော့မှတကယ်တည်းရဲ့အဖြစ်ပြောင်းသွားလို့ဖန်နီကိုလည်းလက်ခံသွားပြီးအစီရင်ခံစာရေးဖို့ထွက်သွားတဲ့အချိန်မှာမတ်ချူးတယောက်တည်းတကားပိတ်ဖို့ကြံနေခဲ့လေရတယ်။တည်းရဲ့မှမျက်နှာနာမှာတော့ကရောက်နေလို့မကိုက်ဖို့အထန်အတောင်းပန်နေတဲ့ကြာကဂူဂူကကရီလုပ်ပြီးထားတောင်းကြနေလို့တုတ်ထားတဲ့ကြိုးတွေပါပြတ်ထွက်ကုန်တော့စပင်ဆွဲထိန်ထားလိုက်ရတယ်။စကင်တေချာမကဲမီလို့မျက်နှာမှာအသားတွေပန်နေတယ်။တည်းရဲ့မှလည်းနှစ်ပါသွားရင် အကိုက်ခံရလို့ဆက်ဆဲမှာအကီတို့ကပြန်ရောက်လာပြီးတနတ်နဲ့ပြစ်လိုက်တော့တကြိုးတည်းထွက်ပြေးသွားခဲ့တယ်။ခြေထောက်နဲ့ပြေးသွားတဲ့သေးရဲမကိုကားနဲ့လိုက်တာတော့မမီရတဲ့ကြားထဲမှာကီလိုဖမ်းဖို့စောင်းနေတဲ့ငနေနဲ့ကောက်ကအာရဝန်တာထွက်တာနေလို့သူတို့ဘူပါစိုက်ကင်းနဲ့ပတ်ရှာခိုင်းပြစ်လိုက်တယ်။မချူတို့သုံးယောက်ကလည်းမတင်ကားစရာအိမ်တလုံးကိုတွေးတော့ကြောက်ကြောက်နဲ့ဝင်ရှာကြရင်တရဲမဖမ်းရလို့တခြားဟာပြောင်းလို့စားနေရတယ်။နှက်စရာနှခမ်းမွေးနဲ့စုံလိုက်ရတယ်။ရင်ထိန်ငနေတွေကလည်းတရဲမကိုတော့မထိန်နိုင်လို့ညနာတွေဖြူဖက်ဖြူယုံနဲ့ ပြန်ရောက်လာပြီ။ကိုင်မဲတကယ်ကလေးလုံနေတော့နတ်ဆရာလည်းသူ့ရဲ့သိသိထားတဲ့ပညာတွေကိုပြန်လဲအသုံးချပြလိုက်တယ်။နောက်ထပ်ငနေတွေရောက်မလာခင်အစီမံတွေလုံနေတဲ့အချိန်မှာပဲချက်သွားဖန်ခိုင်းတဲ့မန်ချူကအသားရည်မကောင်းတဲ့သရေမှနဲ့ရေစက်ကမကုံလို့နတ်ဆရာလည်းဝင်ထိတ်ထားရင်လက်ထဲကချက်ရဲ့သွေးကိုထုတ်ခိုင်းလိုက်တယ်။ချက်တော်မတက်ရတဲ့မန်ချူကလည်းစတိဆိုရမယ့်အထင်နဲ့နှစ်ဆက်ပဲထုတ်ပေးလိုက်လို့အစီမံတွေကအစွမ်းမထက်တော့နတ်ဆရာလည်းသူ့ကိုယ်တိုင်သွားလို့ဖို့မက်ကီးကိုခဏဝင်ထိတ်ထားခိုင်းလိုက်တယ်။ နှထားနဲ့တိုင်းခွက်တွေပြပြီးတနက်နဲ့ထုတ်ပြလိုက်ပေမဲ့ကြကြထိမ့်မထားနိုင်လို့လက်စရလည်းအများလို့ရှာရင်တိုက်ခိုက်နေတော့မှပဲဂျပန်ကလေးထက်ရောက်လာပြီးလက်ကိုဆွဲဖြုတ်ပြလိုက်တယ်။မချူရသုံးယောက်ကိုအများပြေးခိုင်းလိုက်လို့ဂျပန်ကလေးလက်ကလွတ်သွားပေမဲ့သူတို့ကိုလွယ်လွယ်ကူကူရှာမရအောင်ဘောင်းဘီတွေချုပ်ပြီးခေါင်းမှဆွတ်ထားလိုက်ကြတယ်။ချွတ်ဆွဆရာမရှိတဲ့ဖန်နီကိုကတော့အကီးကိုကင်ပြီးလမ်းလျှောက်လာရင်လူစုကွဲသွားလို့ဂျပန်ကလေးနဲ့တဲတဲတို့မှမရှိရှိတာချွတ်ဆွရင်ခြောက်ကန်ပါတစ်ခုမှအများပုံးနေလိုက်ရတယ်။ တရက်ထက်ကြွက်ကိုပိုကြောက်နေရလို့အပေါ်ပြန်တက်လာတဲ့အချိန်မှာရေဒီယိုနားထောင်နေတဲ့ဂျပန်ကနေကသူ့ကိုဂယူမဆိုင်တော့အ мян ပြန်ပြေးလာရင်ခေါင်းဆွချွတ်ဖို့မေ့သွားခဲ့တယ်။မက်ကီရိုနှစ်ယောက်ကိုဘသူမှပြန်မပြောဖို့ကြိုးပိတ်ထားရင်အချင်းချင်းအဆင်ပြေသွားကြပေမဲ့စကမ်းမှုရွှေနဲ့ကတော့အဆင်မပြေလို့တရက်တကောင်ဖမ်းပြီးတက်တည်ပြခိုင်းလိုက်တယ်။ဒီဘက်ဆိုရင်တော့အဆင်ပြေလောက်တယ်ဆိုတဲ့အတွေ့နဲ့တရက်အင်ဂျီကိုနောက်တစ်ခေါက်ပြန်သွားကြည့်တဲ့အချိန်မှာမချူးကမလိုက်ရဲလို့ညဏ်ညဏ်တွေတုံးပြီးအပြေမှာကြံခဲ့လိုက်တယ်။ လုပ်ငန်းစဖို့ကြိုးစားနေတော့မှာပဲကောက်ခငင်းကနေကျက်သွားလို့အခြေအနေတွေပြောင်းပြန်ဖြစ်ပြီးအတီးခံရတော့မယ့်အချိန်မှာဖန်နီဟိုနဲ့မက်ဂီကတော့အခေါင်းထဲပြန်ဝင်ပုံလိုက်လို့တန်လန်ဖြစ်နေတဲ့မန်ချူဘက်လှည့်သွားခဲ့တယ်။အပြင်းခံရလို့စစ်စဲမှာနေအောင်ပြန်ထွက်လာလို့အသားရည်မကောင်းတဲ့တရေမှလည်းပြာကျသွားတယ်လို့ဂျပန်ကနေကလည်းပျောက်ချင်းမလားပျောက်သွားတော့နေစရာဟောင်းဖြစ်ခဲ့မှုတဲ့စပိုမူးစီမှာဒီလန်တောင်းကြည့်လိုက်ကြတယ်။ဆောင်းရံရှောင်းရံတွေကိုတင်ကြပေးရင် ဂျပန်ကနေကိုအဆုံးသတ်ဖို့အတွက်တော့ခက်ခဲနန်းနေနေလို့တညတာကာကွယ်လို့ရမယ်နီလန်တွေကိုပဲအရင်ဆုံးပြောပြထားလိုက်တယ်မက်ကီရိုနှစ်ယောက်ကလည်းဖန်နီဟိုအိမ်မှာလိုက်အေးပေးရင်ဂျပန်ကနေရန်ကနေစပုံမှုပြောပြတဲ့နီလန်တွေအတိုင်းကိုကိုကိုကာကွယ်နိုင်ကြပေမဲ့အိမ်ရှိဖြစ်တဲ့သူကတော့တရေနောက်ပါသွားခဲ့တယ်ဖန်နီဟိုကိုကင်တင်ဖို့အတွက်အမြန်လိုက်သွားကြတဲ့အချိန်မှာစကန်ဘူးရှင်လည်းမတင်ကာလို့လိုက်ချောင်းရင်မက်ကီရဲ့မြောက်ပေးမှုကြောင့်တရက်ခန့်ကိုသူကိုယ်တိုင်ဖမ်းမယ်ဆိုပြီးလိုက်ရှာနေခဲ့တယ်ဂျပန်ကနေနဲ့တဲတဲတူနေတာတော့ အားဝတ်ရုပ်ဖြတ်ထားတယ်လို့ပဲထင်ပြီးလှဲ့ပတ်ကောရင်မန်နေမှာမြင်နေရတဲ့သူတယောက်တည်းပုံကိုတွေ့မှာတရဲ့အစစ်ဆိုတာလက်ခံသွားတော့တယ်မလိန်တပတ်လို့ပြီးရှောင်ပြေးဖို့ကြိုးစားပေးမယ်တကားရိအကုန်ပိတ်ပြလိုက်လို့အကိုက်ခံရကန်ဒီဆက်သေးမှမက်ကီလဲဝင်ခဲ့ဖို့ကြိုးစားရင်ပြီးတောက်ထေချာမှာနှစ်ယောက်လုံးပိတ်ပြီးသွားခဲ့ကြတယ်ခေါင်းတလားတန်ခုနှစ်ချောင်းသွားရှာပြီးပြန်ရောက်လာတဲ့မန်ချူကလည်းအချိန်မီကဲဖို့ကြိုးစားရင်ဂျပန်ကနေလက်မှာနှစ်ချောင်းဆိုင်ပေးလိုက်လို့ပါဝါတွေတဖြည်းဖြည်းရော့ကြလာခဲ့တယ်ပြင်းလွှိုင်းကြတဲ့ကပဲ ၄ချောင်းထပ်ဆိုင်ပြီးနောက်ဆုံးကျန်တဲ့တစ်ချောင်းကြမှာအတကုံးလေးအပြင်းခံနေရလို့တယောက်တလဲစီမြခံရင်၄ယောက်ကိုတတိယသွားကြတယ်။၄ယောက်ကြောင့်ဂျပန်ကလေးပြာရခံနေတဲ့အချိန်မှာနောက်ဆုံးတစ်ချောင်းကိုရင်ဝါဆိုင်ပြီးအပေါက်တွေအကုန်ဖွင့်ပြလိုက်လို့အကွေတထောင်းထောင်းထားနေတဲ့ခန္ဓာကိုယ်ကြီးလည်းပျောက်ချင်းမလားပျောက်သွားတော့တယ်။အခောင်းထဲကပြန်ထလာတဲ့ Fanny ဟိုကလည်းလေဘင်းမှာသွားကြိုက်ရမှရှိပဲအချစ်ရကရင်ဘက်ရောက်နေလို့တေချောင်းဆေးဆေးဖို့အတွက်၃ယောက်သားအလူရက်ပြေးရင်ဇလန်လီလည်း ပြီးဆုံးသွားပါပြီဒီဇက်ကားလေးမှာပေးချင်တဲ့ message ကတော့အရင်တော့ကဗီဒီယိုရုံတွေမှာတိုးဝေကြည့်ခဲ့ရတဲ့အချိန်တွေကိုပြန်လွှမ်းသွားတယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ